တဆုံတယောက်ရဲ့အတန်ဟာတစ်ဖက်ကဖိနှိပ်ခံနေရတဲ့အခြေအနေတွေကို ပြောပြနိုင်ပါတယ်။ဒါပေမဲ့အတန်တိတ်နေမယ်ဆိုရင်တော့ဘယ်သူကကြားနိုင်မှာလဲ။မင်္ဂလာပါ။ခါယူဝိုင်းဖောက်ခတ်အစီအစဉ်မှာကြိုဆိုလိုက်ပါတယ်။ဒီကနေ့အစီအစဉ်မှာပါဝင်တင်ဆက်ပေးမယ့်သူတွေကတော့ကျမနန်းခမ်းလောင်နဲ့ကျမအေဂရီပဲဖြစ်ပါတယ် တောတာရှင်နဲ့အလုံးကအခုကျမတို့ခိုင်ဝိုင်ကနေပထမဦးဆုံးထုံးလင်းတဲ့ပေါကက်ကနေတဆက်ခိုင်ဝိုင်ပေါကက်ရဲ့မိတ်ဆက်အကြောင်းအရာတွေကိုနာတော်တာဆင်ရမှာဖြစ်ပါတယ်။ပထမဦးဆုံးအနေနဲ့ခိုင်ဝိုင်ပေါကက်အစီအစဉ်ဟာလွတ်လပ်ပြီးတော့မှဘယ်အဖွဲအစီဘယ်လူပုဂ္ဂိုလ်ကိုမှကိုစားပြုတာမဟုတ်ပဲနဲ့လူထုတွေနဲ့ပဲတရားရရက်တီကိုစားပြုနေမဲ့အစီအစဉ်တစ်ခုဖြစ်ပါတယ်။ဟုတ်ပါတယ်။ ကျမတို့တွေကဒေတာခံလူထုတွေဂျုံတွေးခန်းစားနေရတဲ့လူခွေးချိုးဖောင်းမှုနဲ့လူထုအတန်တွေကိုလူထုတွေရဲ့ကိုစားအမြပြည်သူတိရှိအောင်ထုတ်လွှင့်ပြီးတော့လူခွေးချိုးဖောင်းမှုတွေရောကြလာအောင်တစ်ဖက်တလန်းကနေလှုပ်ဆောင်နေကြသူတွေဖြစ်ပါတယ်။ဒါဆိုရင်ခိုင်ဝိုင်ပေါက်ကက်အစစင်ရဲ့ရွေချက်ကဘာတွေဖြစ်မလဲ။ဟုတ်ကဲ့ပါဒီပေါက်ကက်အစစင်ရဲ့ရွေချက်ကိုပြောရမယ်ဆိုရင်တော့အချက်၄ချက်ရှိပါတယ်။ ပရမအုံဆုံးအချက်အနေနဲ့ရှမ်းပြည်နယ်တောင်ပိုင်းမှာရှိတဲ့ပြည်သူလူထုတွေကြုံတွေ့ခံစားနေရတဲ့လူအခွင့်အရေးချိုးဖောက်ခံနေရမှုနဲ့မတရားဖိနှိပ်ခံရတဲ့ကိုပေါ်ထုတ်သွားရန်ဒုတိယအချက်တည်းတဲ့ခါကျတော့လူထုနဲ့လူငယ်များကြုံတွေ့နေရတဲ့အခက်အခဲနဲ့၎င်းတို့ရင်တွင်းစကားနဲ့အတန်တွေကိုလူအများကြားသိအောင်ဖော်ပြပေးသွားရန်တတိယအချက်အနေနဲ့တရားမျှတမှုနဲ့လူမှုတဟာဆတာဖြစ်မှုကိုမြင့်တင်သွားနိုင်ရဖြစ်ပြီးတော့နောက်ဆုံးအချက်အနေနဲ့ ပြည်သူလူထုများမှန်ကန်သောတည်င့်အချက်လက်ရရှိပြီးစင်စောင်းတွေးခေါ်မှုနဲ့တောက်တဲ့နန်ဆွမ်းကိုအထောက်အကူပြုအောင်ရည်ရွယ်ပြီးလှုံ့ဆော်သွားမှာဖြစ်ပါတယ်။ဟုတ်ကဲ့ပါအီဂရီ။ခိုင်ဝိုင်းကဘလို့အကြောင်းအရာတွေကိုတင်ဆက်သွားမယ်ဆိုရလဲတပါးရဲဝေမြပေးသွားပါဦးနော်။ဟုတ်ကဲ့ဒီဆင်းဆင်းမှာတင်ဆက်သွားမယ့်အကြောင်းအရာတွေကတော့ရှမ်းပြည်နယ်တောင်ပိုင်းပြည်သူလူထုတွေကြုံတွေ့ခံစားနေရတဲ့စက်ကြီးဒါမှမဟုတ်မတရားအခွန်ကောက်ခံခြင်းစစ်မှုထမ်းခြင်းနဲ့ တတတဲ့အတင်းအဓမ္မခေါ်ယူဆူဆောင်းခြင်းအတင်းအဓမ္မနေရဲ့စုခွာစေခြင်းနဲ့တည်င်းသူတည်င်းမများဝါရဖြတ်ချင်းချင်းစားတဲ့အကြောင်းအရာတွေနဲ့ဆက်ဆက်ပြီးလူထုတွေရဲ့အတန်ကို ကိုစားပြုတ်ဝင်မြတ်သွားမဲ့အစစင်ဖြစ်ပါတယ်။ဟုတ်ပါတယ်။နောက်တစ်ပိုင်းအနေနဲ့ကျမတို့ခားရီဝိုင်ဖော့ကတ်အစီအစဉ်တင်ဆက်သွားမဲ့မီဒီယာပလက်ဖောင်းတွေကိုဝေမျှပေးချင်ပါတယ်။ခားရီဝိုင်ဖော့ကတ်အစီအစဉ်ကိုလူအခွင့်အရေးနဲ့ပတ်သက်ပြီးတော့မှစိတ်ဝင်စားတဲ့ပြည်သူလူထုတွေနဲ့ခားရီဝိုင်ပလက်ဖောင်းကိုလက်လမ်းမိတဲ့ လူပုဂ္ဂိုလ်တွေအားလုံးကြည့်ရှုခံစားနားဆင်နိုင်ဖို့အတွက်ခိုင်ယဝ YouTube နဲ့ Telegram Channel ခိုင်ယဝ Facebook Page နဲ့ခိုင်ယဝ TikTok တို့မှာအပတ်စဉ်ထုတ်လွှင့်တင်ဆက်သွားမှာဖြစ်ပြီးတော့မှတက်ဆိုင်တဲ့ Channel Link တွေကိုအောက်က Comment Box မှာပင်ထောက်ထားတာဖြစ်လို့အလွယ်တကူဝင်အောင်ကြည့်ရှုနိုင်ပါတယ်။ကိုခွင်းကြီးကကိုလက်ထဲမှာရှိပါတယ်။ကိုကြုံတွေးနေရတဲ့အခွင့်အရေးချိုးဖောက်မှုတွေဖိနှိပ်ခံရမှုတွေကိုအများပြည်သူသိရှိအောင်ကိုကိုယ်တိုင်ဖော်ပြမှာပဲတရားမျှတမှုကိုရရှိနိုင်မှာဖြစ်ပါတယ်။ဒါကြောင့် တောသားရှင်များအနေနဲ့လူခွေးချိုးဖောင်းမှုနဲ့ပတ်သက်ပြီးကြုံတွေ့ခဲ့ရတဲ့အတွေ့အကြုံတွေခံစားနေရတဲ့အကြောင်းအရာတွေကိုကျွန်တော်တို့ရဲ့ podcast အစီအစဉ်ကနေတစ်ဆက်ထည့်သွင်းဖော်ပြဖို့ဆန္ဒရှိရဆိုရင် အထက်မှာဖော်ပြခဲ့တဲ့ channel page ရဲ့ chatbot အပြင်ကျမတို့ရဲ့ email လိပ်စာဖြစ်တဲ့ kyy@gmail.com နဲ့ telegram နံပါတ်ဖြစ်တဲ့ 669တခွန်ခွန်လေးလင်းတုံးတုံညလေးမှာအတန်နဲ့ဒေါ်လာကောင်စာနဲ့ဒေါ်လာကောင် လုံချုံစိတ်ချစွာနဲ့တည်င်းအချက်လက်တွေကို အချိန်မရွေးပေးပို့ဖို့အတွက်ဖိတ်ခေါ်လိုက်ပါတယ်။မတရားဖိနှိပ်ခံနေရတဲ့လူထုတွေရဲ့ရင်တွင်းခံစားခြင်းနဲ့ကြုံတွေ့နေရတဲ့အခြေအနေကိုမလွတ်တမ်းဝင်ရောက်ကြည့်ရှုနားဆင်နိုင်ဖို့အတွက်ကျမတို့ခါရီဝိုင်ပေါ့ကတ်အစီအစဉ်ရဲ့သက်ဆိုင်ရာမီဒီယာ channel တို့ကို like and subscribe လုပ်တော်ဖို့မမေ့ပါနဲ့လို့ပြောချင်ပါတယ်။ ကျမတို့ရဲ့အစီအစဉ်ကိုအဆုံးထိနားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။တောရရှင်များအားလုံးဘေးကင်းကြပါစေကြောင်းဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ကို့အတန်ကို့အခွေရေကို့မျောလင့်ချက်လွတ်လပ်မှုနဲ့တရားမျှတမှုအတွက်အတူတူလက်တွဲသွားကြပါစို့။